stable coin လို့ပြောလိုက်ရဲ့ငွေစစ်ကိုဒါမှမဟုတ်ရွှေလို့ဘာမှအပ်ပြီး coin ထုတ်တာကများပါတယ်ဥပမာ USDT USDC လိုမျိုးပေါ့ဒီဗီဒီယိုမှာကအဲ့လို stable coin ထုတ်ဖို့အတွက်ငွေစစ်ကိုနဲ့မဟုတ်ပဲနဲ့ Bitcoin Ethereum လို့ crypto အားကိုနဲ့တိစောက်ထားပြီးအကျိုးခံစားခွင့်ပေးတဲ့ Binance ကနေအသစ်မိတ်ဆက်လိုက်တဲ့22ခုမြောက် Holder Airdrop Project ကြောင့်မျှဝေပေးမှာပါ Resolve ဆိုတာက USR လို့ခေါ်တဲ့ stable coin တစ်ခုကိုထိန်းသိမ်းထားတဲ့ DeFi protocol တစ်ခုပါအဲ့ဒီ USR ကို ပေးကွိုင်းအီတာရီယန်နဲ့အပြည့်အဝထောက်ပံ့ထားပြီးအမေရိကန်ဒေါ်လာနဲ့ဝမ်ရီချူဝမ်တန်ဖိုးညီအောင်ဒီဇိုင်းထုတ်တာပါတဲ့ပေးကွိုင်းအီတာရီယန်ကဈေးအတည်အကျရှိတော့ US ဆောင်ကိုတန်ဖိုးညီအောင်ထိနိုင်ဖို့က True Data Neutral Architecture ကိုအသုံးပြုထားပါတယ် Data Neutral ဆိုတာကဈေးကိုရဲ့အတည်အကျကိုဟန်ချင်းညီအောင်ထိပေးတဲ့နည်းပြဟာပါ Resource က USR အတွင်းအီတာရီယန်နဲ့ BTC ကိုအမခေအဖြစ်ထားရှိပါတယ်ဒီပိုင်ဆိုင်မှုတွေရဲ့ဈေးကအတည်အကျဖြစ်တဲ့အခါ Resource က Future Corporate မှာစက်ကျဖေးပိုးစ position နဲ့ဖွင့်လိုက်ပါတယ်ဥပမာ ETH ကဈေးတက်သွားရင် future မှာ short position ကအမြတ်ရပြီးဈေးကျသွားရင်တော့ our market ပိုင်ဆိုင်မှုတွေကတန်ဖိုးကိုထိမ့်ပေးပါတယ်ဒီနည်းနဲ့ USR ရဲ့တန်ဖိုးက American dollar တဒေါ်လာနဲ့အမြဲတည်ငြိမ်နေတာပါဒါကငွေသားဒါမှမဟုတ်အစိုးရစာချုပ်တွေလို traditional battery snake ကိုကြောခိုင်းပြီး crypto native ပိုင်ဆိုင်မှုတွေနဲ့လှုပ်ထားတာမို့ true debt neutral လို့ခေါ်တာပါ resource မှာအကျိုးခံစားခွင့်တွေလည်းယူလို့ရပါတယ်အဲ့ဒီအတွက် USR ကိုကြိုက်တာနဲ့ resource liquidity pool လို့ခေါ်တဲ့ ားလေးပြီမှာပါဝင်တာဆိုပြီးနီလန်တစ်ခုရှိပါတယ် USA ကိုကင်တဲ့သူက Adacoustic လို့ပြီး STUSA ဆိုတဲ့ YBR Tokyo ကိုပြင်ရပါတယ် USA ကို USDT ဒါမှမဟုတ် USDC လို့ Stable Quiet တွေနဲ့ When Richo ဝအချိုးနဲ့လဲလဲလို့ရပါတယ်နောက်တစ်ခုကအားလေးပြီပါသူက USA ကိုထောက်ပံ့ပေးတဲ့အာမခက်ရပုံငွေတစ်ခုဖြစ်ပြီးဈေးကွက် ADA ကိုကာကွယ်ပေးပါတယ်အားလေးပြီကိုကင်တဲ့သူတွေကဈေးအတိတ်အကျရှိပြီးပူတဲထက်တာတဲ့ပမာဏပေါ်မူတည်ပြီးတော့အချိုးကန်စားခွင့်တွေယူလို့ရတယ်လို့ဆိုပါတယ် Resource မှာ Point Program တစ်ခုလည်းရှိပါတယ် USA USR ဓမ္မမဟောင်းအားလည်းပြီကိုကြိုက်တာနဲ့တခြားသူတွေကို A file လို့ရအမတ်တွေရပြီးတော့ရလာတဲ့အမတ်တွေကို resource token တွေနဲ့လဲလှယ်လို့ရနိုင်ပါတယ် resource က fire block နဲ့ safe လို့ရုပ်ကြီးစိတ်ချရတဲ့ armor ကထိသေးပေးတဲ့သူတွေနဲ့ပူးပေါင်းထားပြီး binance hyperliquid လို့ platform တွေနဲ့လည်းချိတ်ဆက်ထားပါတယ်2023မှာ fender chain မှာ ivan kuzlo tin ticket chain တို့မှာစတင်တည်ထောင်ခဲ့ပြီးတော့2025မှာ dollar 7000ကို coinbase voucher defi labs cyberfan aritoke captain နဲ့ marvis 11တို့လိုထိတ်တဲ့ vc 지리시가 재봉의 야식 개발에 ဆိုတော့ Ferdinand တင်ကြွေရလောက်တဲ့ project လို့ဆိုရပါမယ်ကျွန်တော်လေ့လာကြည့်ရသလောက်သူ website မှာ TVL က350 million ရှိတယ်လို့လည်းဖော်ပြထားပါတယ် Binance အသုပ်ပြုတဲ့သူတွေဆိုရင် resource ကို Hoda Edro ကနေရဖို့အခွင့်အလမ်းရှိပါတယ် Hoda Edro တွေက Edro လာမယ်ဆိုတာကိုကြိုပြီးကြေညာလေးတော့မရှိဘူးဒါကြောင့် Binance M မှာ BNB ကို flexible ဒါမှမဟုတ် lock အနေနဲ့2025မေလ28ရက်နေ့ကနေ31ရက်နေ့အတွင်းထည့်သွင်းထားတဲ့သူတွေက Edro ရခဲ့ကြပါတယ်ညီကိုတို့ရော Edro ရခဲ့ရင်ဘယ်လောက်ရခဲ့တယ်လဲဆိုတာ ကိုအောက်က comment မှာရေးခဲ့ပေးပါအောင် resource ရဲ့ native token က resource ဖြစ်ပြီးတော့ total supply က1 billion ရှိပါတယ် holder airdrop အတွက်က20 million ကို airdrop အဖြစ်ဖြန့်ဝေခဲ့ပါတယ်လက်ရှိ circulating supply က1.95.93 million ရှိပါတယ်ဒီ video မှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်အခုလော holder airdrop ကနေ airdrop ရချင်နေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါတယ်ညီကိုတို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်ဒီလိုမျိုး video တွေအများကြီးလောက်အောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ